အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျမရောက်နိုင်ကား စစ်ဖက်ဆိုင်ရာလုံပိုင်ခွင့်နဲ့ဇုံမြက်ခွင့်အများစုကိုဘိုးချုပ်ကြီးကျော်စွာလင်းကိုပေးအပ်လိုက်ပြီးဒုတက်ချုပ်စိုးဝင်းထက်ပင်လုံပိုင်ခွင့်ပုံမရရှိလာကြောင်းသိရပါတယ်။တနင်္ဂနွေလုံးနဲ့ပတ်သက်ဆက်ဆက်နေသောစစ်ရေးဆိုင်ရာလုံပိုင်ခွင့်အများစုကိုဘိုးချုပ်ကြီးကျော်စွာလင်းကိုမေအောင်နိုင်ကပေးအပ်လိုက်ပြီးဒုတက်ချုပ်စိုးဝင်းထက်ပင်လုံပိုင်ခွင့်ပုံမရရှိလာကြောင်းနေပြည်တော်စစ်သတင်းရင်းမြစ်ကပြောကြားပါတယ်။၂၀၂၄ခုနှစ်ဒီဇင်ဘာလအတွင်းစစ်တပ်ကြီးရေလီညှိနှိုင်းကွက်ကဲရင်မှုဖြင့် ခါခံခဲ့ရသောဘိုးချုပ်ကြီးကျော်စွာလင်းသည်ငားလာလီပါကြာမြင့်လာခြင်းတွင်စစ်ဘက်ဆိုင်ရာစီမံခန့်ခွဲနှင့်လုပ်ပန်ခွင့်အများစုကိုရရှိလာကြောင်းဘိုးချုပ်ကြီးကျော်စွာလင်းကဒုတချုပ်ဇိုးဝန်းထက်ပင်စစ်ဘက်ရေးရာများတွင်အရေးပါလာပြီးဆုံးဖြတ်ခွင့်များပုံမရရှိလာကြောင်းသိရှိရပါသည်ဒီငားလာအတွင်နှီးကွက်ရဲ့လုပ်ပန်ခွင့်တွေကပိုပြီးများလာတယ်ပိုပြီးတော့အဓိကကျတဲ့စစ်စင်ရေးနဲ့စေအေးဆိုင်ရာဆုံးဖြတ်ခွင့်တွေပိုရလာတယ် တတ်ချုံတဲ့သူကပိုပြီးနီနီကက်ကက်နဲ့စစ်စင်ရေးတွေမှာဆုံးဖြတ်ခွင့်ရနေတယ်။ဒုတတ်ချုံထက်တောင်လုတ်ပိုင်ခွင့်ပိုပြီးရလာတယ်လို့ပြောလို့ရတယ်။နောက်တစ်ခါတချို့ရဲ့နိုင်ငံခြားကြီးစင်တွေသွားတဲ့အချိန်မှာစစ်ဖက်ရေးရာအလုံးနဲ့လုတ်ပိုင်ခွင့်အများစုကိုညှိကွက်လက်ထဲကိုပဲယာယီလွှဲပေးခဲ့တာမျိုးတွေလည်းပိုပြီးများလာတယ်ဟုနေပြည်တော်စစ်ရေးတရင်ရင်းမြစ်ကပြောပါတယ်။မြောင်းနိုင်ငံက ဂျော်ဇွာလင်းကိုအာနိကခေါ်ယူထားသည့်အပြင်တချို့သောစစ်ဖက်နှင့်စစ်စင်ရေးကိစ္စများတွင်ဒုတချုပ်နှင့်အခြားထိပ်တန်းဗိုလ်ချုပ်များကိုပင်အတိမပေးတော့ပဲဆုံးဖြတ်စီမံမှုများလည်းရှိနေကြောင်းမြောက်ဟန်တဲ့ဂျော်ဇွာလင်းတို့ကြားပုံမနိကမှုရှိလာကြောင်းစစ်ဖက်တရင်ရင်းမြစ်ကပြောပါတယ်ဂျော်ဇွာလင်းမှာစစ်တကတ်သူအပတ်စဉ်35ကျောင်းစင်တူဖြစ်ပြီး2018ခုနှစ်အလယ်ပိုင်းတိုင်းတိုင်းမှု2020ခုနှစ်မေလမှာဒုတိယဗိုလ်ချုပ်ကြီးရာထူးဖြင့်စစ်ထောက်ချုပ်တာဝန်ရင်းနောက် CUC အရာရှိချုပ်ကြီးအဖြစ် 2023ခုနှစ်တွင်ပူရက်တာဝန်ယူခဲ့သူဖြစ်က2024ခုနှစ်ဒီဇင်ဘာလ19ရက်နေ့တွင်တပ်မတော်ကြီးရီလီညှိနှိုင်းကွက်ကဲရည်မှုဖြစ်လာခြင်းဖြစ်ပါတယ်။ဂျောင်းမြုံနယ်အရသာပြည်သူများနေထိုင်သောဂျေးရွာများကိုစစ်တပ်ကလေရင်စစ်တပ်လေထီးများဖြင့်စက်တိုက်ဘုံကျဲတိုက်ခိုက်ကြောင်းသိရပါတယ်။သခိုင်းနိုင်ဂျောင်းမြုံနယ်အတွင်းရှိအရသာပြည်သူများနေထိုင်သောဂျေးရွာများကိုအကြမ်းဖက်စစ်တပ်ကလေရင်များစက်တပ်လေထီးများဖြင့်စက်တိုက်ဘုံကျဲတိုက်ခိုက်ကြောင်းဒေသပြည်သူများကပြောပါတယ်။ မေလ9ရက်နေ့နာနက9:49မိနစ်50မိနစ်နဲ့53မိနစ်ခန့်တွင်6ဦးမြုပ်နေအတွင်းရှိကဲမွန်တော်ဖြူစျောရှိရွာဂျေးဝါနီရှိတရာဥမတက်လာသည့်အချမ်းပဲစစ်တပ်ဂျက်ဖိုက်တာတစ်စင်းကလေကြောင်းတိုက်ခိုက်မှု၃ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရပါသည်အချမ်းပဲစစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်မှုအခြေအနေကိုအတိပြုနိုင်ခြင်းမရှိသေးပဲတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲဂျေးဝါများကိုလေရင်ဖြင့်ပုံကျဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်းသိရပါသည်ထို့သော လေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ပြီးနောက်အကြမ်းဖက်စစ်တပ်ကစစ်တပ်လေထီများဖြင့်ကျေးရွာများကိုထပ်မံဘုံကျဲတိုက်ခိုက်သွားပြီးပြည်သူများထိခိုက်မှုရှိမှရှိကိုဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းသိရပါတယ်။ဒီနေ့တတဦးကတက်လာတဲ့ Jet Fighter တစ်စင်းက6ဦးနဲ့တဲ့3ကြိမ်၄ကြောင်းတိုက်ခိုက်သွားတယ်။ကင်းမွန်တော်ပြူစောထီရွာရဲ့အရှိတ်တကြောရွာတွေကိုကျဲချတိုက်ခိုက်သွားတာအခုထိတော့ပြည်သူတွေထိခိုက်တာမကြရသေးဘူး။ချသွားတာကတော့တကယ့်ကိုရွာတွေထဲချတာပြူစောထီရွာဘေးကပြည်သူရွာတွေထဲပေါ့ပြူစောထီရွာရဲ့အရှိတ်ကရွာတွေထဲချတာ။ စက်တက်လေကြီးပါတက်လာပြီးကျဲနေပြန်ပြီဟုဒေသပြည်သူတို့ကပြောဆိုပါတယ်။ထို့ပြင်အကြံပေးစစ်ကောင်စီတက်က6ဦးမြို့နယ်အတွင်းသို့လက်နက်ကြီးများဖြန့်ပါနာနယ်ပိုင်းမှစတင်၍ပြစ်ခတ်တိုက်ခတ်လက်ရှိကြောင်းသိရပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်အပြန်လှန်တိုက်ခိုက်မှုများကြောင့်ပါကစ္စတန်လေပိုင်နက်ကိုခီးတဲ့တင်နဲ့ကုန်တင်လေယာဉ်များအလုံးရှောင်ရှားပြန်သားနေရကြောင်းသိရပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်အပြန်လှန်တိုက်ခိုက်မှုများကြောင့်ပါကစ္စတန်နိုင်ငံ၏လေပိုင်နက်ကိုခီးတဲ့တင်နဲ့ ကုန်တင်လျင်များအလုံးရှောင်ရှားပြန်တန်းနေရကြောင်း CNN သတင်းတရက်ကသိရှိရပါတယ်။နာနက်အစောပိုင်းအိန္ဒိယနိုင်ငံကပါကစ္စတန်နိုင်ငံတွင်ရှိပါကစ္စတန်ထိန်းချုပ်ထားသောကက်ရှမီးယားဒေသများသို့ဒုံးကျည်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်ပါကစ္စတန်ကလည်းအိန္ဒိယတိုက်လျင်များနဲ့ဒရုန်းများကိုပြန်လည်ပစ်ခတ်မှုများလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဧပြီလ22ရက်နေ့အိန္ဒိယထိန်းချုပ်ထားသည့်ကက်ရှမီးယားဒေသ ဘဟန်ကန်ဂျေးရွာတွင်ခီးသွွားအိန္ဒိယနိုင်ငံသား25ဦးနှင့်နီပေါနိုင်ငံသား2ဦးအကြမ်းဖက်ပစ်ခတ်တပ်ပြက်ခံခဲ့ရကြောင်းအဆိုပါဖြစ်ပွားခဲ့သည့်အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ပါကစ္စတန်နိုင်ငံကတာဝန်ယူရမည်ဟုအိန္ဒိယနိုင်ငံကထုတ်ဖော်ပြောကြားပြီးနောက်အိန္ဒိယကယနေ့နနက်အစောပိုင်းတွင်စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်လက်တလောနှစ်ဖက်စီတင်းမှမှုသည်အမြင့်ဆုံးခြေနေသို့ရောက်ရှိနေပြီးနေပြည်တော်မှအမြင့်ပွားနေကြသည့်ကက်ရှမီးယားဒေသအပအဝင်နယ်စပ်များနှင့်ထိခတ်နေသောပြည်နယ်များတွင်ကြောင်များပိတ်ခြင်း အရေးပေါ်ပြောင်းရွှေ့ခိုင်းမှုများကိုနှစ်ဖက်စလုံးကလှုပ်ဆောင်လျက်ရှိကြောင်းငငါရေးစီပြင်ဆင်မှုများကိုလည်းအကြီးအကျယ်ပြင့်မြင်နေရကြောင်းသတင်းများကပြောပါတယ်။ယနေ့နံနက်ပိုင်းအိန္ဒိယတိုက်ခိုက်မှုကြောင့်ကလေးများပါဝင်လူရှိဦးသေဆုံးပြီး30ကျော်တန်ရာရရှိကြောင်းပါကစ္စတန်ကထုတ်ပြန်ကလက်တုံပြန်တိုက်ခိုက်မည်ဟုတရားဝင်ကြေညာထားကြောင်းသိရပါတယ်။မေအောင်နိုင်မိမအကြည့်လာလို့နဲ့အတူတာသည်မြည်တချို့ပါရုရှားတို့အလက်ခီးအဖြစ်လိုက်ပါသွားကြောင်းသိရပါတယ်။အချမ်းမစစ်ကောင်းဆောင်မေအောင်နိုင် မိမကျူကျူလာတို့နဲ့အတူသားသမီးဤတချို့ပါရုရှားနိုင်ငံသို့အလက်ခီးဖြင့်လိုက်ပါသွားပြီးယနေ့နာနဲ့ခုနိုင်ခွဲတွင်နေပြော်လီစိတ်မှထွက်ခွာသွားကြောင်းသိရပါတယ်။မေလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့ယင်းပြင်းဒီတွင်ပြုလုပ်မိဒုတိယကမ္ဘာစစ်ပြီးဆုံးသည့်ယင်းပြင်းဒီအောင်ပွဲခါနာသို့မဲအောင်နိုင်တဲ့အတူမိမဖြစ်သူကျူကျူလာတက်ရောက်ညာနေပြည်တော်လေးစိတ်မှရုရှားနိုင်ငံသို့ယင်းနိနာနဲ့ပိုင်းတွင်ထွက်ခွာသွားခြင်းဖြစ်ပြီးမဲအောင်နိုင်ကျူကျူလာတို့နဲ့အတူ သာသမီမြို့တချို့ပါ လိုက်ပါသွားကြောင်းသိရပါတယ်။သူ့မြည်လေးတွေနဲ့သာသမီတွေပါပါသွားတယ်အလဲခေါ်သွားတာဟုနေပြီးတော့စေယုံနဲ့နှိစက်တော့သတင်းရှင်းမြက်ကပြောပါတယ်။မင်းအောင်နိုင်မိမချူချူလာအပါဝင် မိသားစုဝင်များလိုက်ပါသွားတော့လေးရင်မှာ MAI A319XYALK လေးရင်ဖြစ်ပြီးရင်းလေးရင်မှာပြိမမ900ရထားရမှာယခုနဲ့ဖော်ဝါလာအတွင်းအပြည့်အပြည့်ဝယ်ယူလိုက်ခြင်းဖြစ်ပါတယ်။အဆိုပါလေးရင်ဒီနေပြည်တော်လေးစိတ်မရုရှားနိုင်ငံ မော်စကိုမြို့သို့ထွက်ခွာရရင်လန်ခီခီတထောက်အဖြစ်တရုတ်နိုင်ငံတွင်ခက်တဆင်းသက်ရနာ၍လင်စီဖြစ်မည်ဖြစ်ကြောင်းသိရပါသည်။မြောက်ဟိုင်မီသားစုနှင့်အတူစစ်ကောင်စီတွဲဖက်တွင်ရင်မူရန်ဝင်ဦးစစ်ကောင်စီဝန်တချို့ကာကွယ်ရေးဝန်ကြီးမောင်အေနိုင်ငံခြားရေးဝန်ကြီးဦးတန်းစွေညှိနှိုင်းကွက်ကဲရေးမူကြီးရည်လီကျော်စွာလင်းတို့လိုက်ပါသွားကြောင်းသိရပါသည်။ကိုသောမြို့နယ် မလီဝမ်ဒေသသို့စစ်ကြောင်းထိုးဝင်ရောက်လာသောစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုမှာခမရ94တရင်မှအရခံမှုတဦးပါဝင်၃ဦးသေဆုံးကြောင်းသိရပါတယ်။တင်းသားအတိုင်းကော်သောမြို့နယ်မလီဝမ်ဒေသသို့စစ်ကြောင်းထိုးဝင်ရောက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ခဲ့ရာခမရ94တရင်မှအရခံမှုတဦးပါဝင်၃ဦးသေဆုံးခဲ့ကြောင်းကော်သောမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖမှတာဝန်ရှိသူတို့ကပြောပါရတယ်။ ်အပရလ29ရက်နေ့တွင်ကော်တောင်းမြုံနယ်မလီဝမ်တေးပါတက်ကဲချင်းနေရာသို့အင်အား90ခန်းဖြင့်စစ်ကြောင်းထိုးဝင်ရောက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲပြီး40မမဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာခမောက်ကြီးမြို့အခြေစိုက်ခမ်းမရ98လေးတရင်မှအရာခံမှုတဦးပါဝင်စစ်သား3ဦးသေဆုံးခဲ့ကြောင်းသိရပါသည်တိုက်ပွဲကနှစ်ကြိမ်ဖြစ်တာပါမိုင်းဆွဲပြီး40မမနဲ့စပစ်တဲ့40မမထိမှန်ပြီးအရာခံမှုပွဲချင်းပြည်သေးတယ်တိခတ်တန်ရာရသူတွေလည်းများတယ်အပြန်လာပြစ်ခတ်တပ်ပွဲကတနအိုင်တော်ကြာခဲ့ပါတယ် ဒဏ်ရာရတဲ့စစ်သား၂ဦးကကော်သောမြို့6မိုင်ဆေးရုံမှာထွက်သေးတာပါဟုကော်သောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတာဝန်ရှိသူတူကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုကော်သောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။